တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ မနေ့က16ရက်နေ့မှာရွှေပြည်သားမှာမင်းသားအောင်စဘူရဲ့ပြဇာတ်ကိုကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ပွဲမှာဆိုရင်အင်ဂျင်အနံ့ရဝတ်ထားပြီးတော့မတ်စတာထားတဲ့လူတစ်ယောက်ကဆိုရင်ပတ်စံ1000နဲ့အထက်လိုက်ကိုဒါကင်လာခဲ့ပြီးတော့တအောင်စဘူနဲ့သူ့ရဲ့အဖွဲသားတွေကိုခြေထောက်နဲ့ကန်ပြီးတော့ဒါဆုချသွားခဲ့တဲ့ဗီဒီယိုလေးကိုဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲကြော်နေတူတူကြည့်ရှုလိုက်ကြရအောင်။အလေးမှာတော့ခုတော့လောကကြီးပြေအလေးမှာတော့ခုတော့

ဟုတ်ကဲ့ပါအားလုံးပဲမြင်တွေ့ရတဲ့အတိုင်းပဲဒီလိုပါဆိုရင်ဒါ ပတ်စံစုချတာကိုလက်နှစ်ဖက်စလုံးဒါအကောင့်ပရဂတိရှိပါရဲ့သားနဲ့ဒါလက်နဲ့မခေါ်ဘဲနဲ့เนาะတောင်းနဲ့ကန်ပြီးတော့ခေါ်ပြီးတော့ဒါပတ်စံစုချခဲ့တာပဲဖြစ်ပါတယ်ဒီလူဟာဆိုရင်ဒါကျွန်တော်ထင်တာကတော့ဒါသမင်တတ်တတ်ဒါစင်မောကိုဒါတက်လာပြီးတော့ဒါသမင်လာလုပ်တယ်လို့ထင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီလူဟာမက်မက်ကြီးလဲတက်ထားပါတယ်ဟုတ်ကဲ့ပါမင်းသားအောင်စပူနဲ့ဒါအဖွဲကဒါအခုလိုမျိုးဖြစ်လာတဲ့အခါမှာခနာတာတော့တုံဆိုင်သွားခဲ့ပြီးတဲ့အချိန်မှာ ဆက်လက်ပြီးတော့ဒါပွဲကိုကခဲ့ပါတယ်အဲကခဲ့တဲ့ဗီဒီယိုလေးကိုဒါကျွန်တော်ဆက်ပြီးတော့ဖွင့်ပြပေးတော့မှာပဲဖြစ်ပါတယ်ဘာဖြစ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 ်

ဒီကနေရတဲ့ခါဘောဒီစီမိုင်းနေမှာဒါအကောင်ရနေ ယ်ဘာအခုလိုမျိုးစင်ပေါ်မှာတက်လာပြီးတော့ခြေထောက်နဲ့ကယ်ပြီးတော့ပတ်ဆက်ဆူချခဲ့တဲ့လူကတော့ဒါမတ်တက်လာမတ်တက်ပြီးတော့လာတာဖြစ်တဲ့အတွက်ဒါဘသူဘဝလဲဆိုတာကိုဒါမသိရှိရပါဘူးဟုတ်ကဲ့ပါအခုလိုမျိုးဖြစ်ခဲ့တဲ့ဖြစ်စဉ်လေးမှာဒါမတ်တက်ကြီးတို့ကကောဒါဘလို့များမြင်ကြတယ်လဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲတုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေတော့နေလေးတိတိပိုင်ဆိုင်ကြပါစီခင်ဗျာ